တော့ဖေကတော့အခုလက်ရှိဘန်ကောက်မှာကျွန်တော်ပြန်သွားဖို့တော့ရည်ရထားတဲ့ဒီ၁၀ရက်နေမှာပေါ့နော်ဟိုပေါင်ယူကတော့ဟိုမဆက်သေးဘူးပေါ့မဆက်သေးဘူးဟိုဖြစ်ချင်တာထက်ဆိုင်နည်းနည်းလေးတော့နှီးနေသေးတာပေါ့နော်အဲ့ဒါအတွက်စိုးရိမ်မိတယ်အဲ့ဒါကြောင့်ဘန်ကောက်လည်းသွားပြီးခဲ့ဖြစ်တယ်အဲအဲ့ဒီမှာလည်းခွဲဖို့လည်းရည်ရထားတယ်ဒီလာမဆက်၁၇ရက်နေမှာလည်းခွဲဖို့လည်း appointment လည်းထားပြီးွားပါပြီ operation မှာတော့ဟိုထက်တော့လောက်အောင်ပါပေါ့နော်အဓိကတော့ဟိုပြန်2 နေရာတဲ့သူပြန်ရောက်သွားနိုင်အောင်ပို့ဟိုပြန်ပြီး operation လုပ်တာပေါ့အတီးကနည်းနည်းလေးတော့ဟိုဖြစ်ကိုဖြစ်ချင်တာထက်ဆိုင်တိတ်မဖြစ်နေရနည်းနည်းနည်းနေရပေါ့အသက်ကြီးရတယ်ပါပါတယ်ဒါပေမဲ့ဆရာဝန်လည်းပုံပြီးတည်ကြအောင်ပေါ့နော်ဟိုပြန်ပြီးတော့ဒီတန်ချောင်းကိုပြန်ထုတ်ပြီးပြန်ဆက်ကျင်တယ်ဆိုတော့ဒါတော့မြန်မာတိုင်းအဲ့လိုဆိုရှိပါတယ်ပေါ့နော်ထရစ်တော်တော်လေးထရစ်တဲ့ထက်မှတော့ပါတော့ပါပါတယ်မြန်မာကထရစ် အဲနေမကောင်းတာဆိုရင်တော့သူနည်းနည်းလေးတော့ depression ဝင်တာတွေများတယ်အဲအဲ့အတွက်ဟိုအဓိကစိတ်မကောင်းတာပေါ့နော်ဘာလို့လဲဆိုဆောက်ဆောက်တော့ဖြစ်ချင်တာတော့သူ့ဟာနဲ့သူ့ရဲ့အချိန်နဲ့ဆက်သွားမယ်ဆိုတော့ဖြစ်ချင်တယ်ဒါပေမဲ့ဆရာဝန်ကခွဲရတော့မယ်ဆိုပြောတဲ့အချိန်မှာတော့ဟိုဟိုကုန်ကြစေးတွေပါရတဲ့ပုံပြီးတက်လာဆိုတော့အမှနည်းနည်းလေးလဲဟို depression လဲဟိုဖြစ်လာတယ်ပေါ့နော်တခါတည်းဆရာဝန်လဲဟိုဒီရိုက်ဒီ ဒီရကန်တုံးပါမှာပြန်ဆက်နိုင်မယ်လို့လည်းပြောတဲ့ချိန်မှာလည်းအပါလည်းအဖေလည်းစိတ်ထိခိုက်ရသေးတယ်ရှိရပါတော့ဒါပေမဲ့တားတယောက်နေနေလည်းအားပြရပဲဒီလိုပဲပေါ့နေတော့အပဲဒီကတော့စိတ်ပေါ့စိတ်ဟိုခိုင်မာဖို့အရေးကြီးတယ်ဒီကာလပြန်ပါလေဒါကျွန်တော်တို့ရဲ့ show like နောက်ထပ် premium CV လေးဟိုဖြစ်ပါတယ်ပေါ့နော်ထားချောက်ဆိုတဲ့ ဟိုဒီ the teacher universe ပေါ်မှာ base လုပ်ပြီးတော့ဟိုဇလန်တွားတွေပေါ့ horror နဲ့ဇလန်တွားတွေပေါ့နော် academy ကိုညမြင်းလေးနဲ့အတူတူပူပေါင်းပြီးတော့ဟို look at ပြတာပါခင်ဗျာကျွန်တော်နေရာမရောက်ဘူးသေးပဲနဲ့ခင်ဗျာကျွန်တော်နားလေပါဟုတ်ခင်ဗျာကျွန်တော်နေရာဝင်မကြည့်ဘူးသေးပဲနဲ့ ကိုညုံကတော့ကျွန်တော်တို့နဲ့ဟိုခင်ခဲ့ပါတယ်အထူးသဖြင့်ကျွန်တော်အဖေနဲ့ကမ္ဘာလေးခင်ခဲ့ပူတာပေါ့နော်အာပြီးမှပဲကျွန်တော်ကဒီ Super Star Academy မှာသူတို့တွဲလို့တဲ့ချိန်မှာလည်းသူတဲ့ဟိုကျွန်တော်တို့ show like နဲ့သူတို့တွဲလို့ရတာသဘောကျတယ်အဒီပုံမှာလည်းသူက present လာလုပ်တယ် present လာလို့ pitching လာလုပ်တဲ့ချိန်မှာလည်းဟိုသူ့ရဲ့ဒီ project ကလည်းအရန်ဟိုလည်း ဟိုအခွင့်အရေးကားတစ်ခုလိုလည်းမြင်တာပေါ့နော်ဘာဖြစ်ဆိုတရေကားဇလန်တွဲလေးရတော့နော်အရင်ဘုံတော့ဟိုမရှိဘူးပေါ့ရှိသေးရှိခဲ့ပြီမဲ့လည်းအခုတော်တော်လေးရှားနေတဲ့အချိန်မှာတော့ဒီ okay ဒီ halloween ဟိုကာလမှာပေါ့နော်ဒီ october လကျော်မှာဒါကိုကောင်းကောင်းလေးချပြချင်တယ်အော်ပြီးသွားတဲ့ teacher universe ရဲ့လူတွေရတဲ့ teacher 1တော့လည်းကြီးခဲ့ပြီးတဲ့လူတွေရဲ့ဒီထကြောက်ဆိုတဲ့ series မှာလည်း stand alone ticket ပြင်မဲ့လည်းဒီထဒီ teacher ရဲ့ character တွေနဲ့အတူပေါင်းမလေးတရားကြီးကြည့်လို့ရတယ်ဆိုတော့မြင်ရတာပေါ့နော်ဆိုတော့အဲအားကြောင့် locate ဖြစ်တာပါအခုကျွန်တော်ပြောမယ့်စကားခင်ဗျားလက်ခံနိုင်စရာဖြစ်ချင်မှဖြစ်မယ် the teacher one ကိုကြည့်ရတဲ့အချိန်မှာတော့အော်တော့ကိုမျိုးကတော့ဟိုတော်တယ်သူကလည်းကျွန်တော်ဒီ direct မှာ direct တွေထမ်းပါတယ်ဟိုသဘောကျတဲ့တခုထမ်းပါတယ်ပါတယ်လေစားတဲ့တခုထမ်းပါတယ်ပါတယ်အရင်က professional လောက်ဆက်ပါတယ်သူတွဲလို့ရတဲ့အချိန်မှာအာသူကျွန်တော်လည်းသူတွဲလို့ရတယ်အရင်ကလည်း ဟိုအကုန်ယူပြီးတယ်ကျေးကျေးဇူးတင်တယ်ဟိုသူသူ့ရဲ့အတွေးခေါ်တွေကတော့အရန်ကိုစမ်းပါတယ်ဒီ T-shirt 1တော့ကြည့်တဲ့အချိန်မှာသူကတော့ဘယ်တော့မှလူရဲမတူအောင်တော့ကောင်းဆုံးနဲ့ဟိုချပြတယ် quality မြအောင်လည်းအမြဲဆုံးနဲ့အများအမြဲတမ်းနဲ့သူရိုက်ဖြစ်အောင်လည်းရိုက်ပြပါတယ်အဲ့ဒါတော့လည်းသူ့ကိုလည်းလေးစားပါသူ့ရဲ့ story telling ကလည်းဟိုသဘောလည်းချပါတယ်ကိုညုံကတော့တကယ်တော်ပါတယ်ตัวเนี่ยที่สะไม่รู้กินเนาะสกาเปียวဖြစ်တယ်မာကတ်တင်းအကြောင်းရယ်စကားပြောဖြစ်တယ်ဒီပုံမှာလည်း အာဒီ project ပေါ်မှာလည်းဘယ်လိုမျိုးကြည့်ရချက်တက်လို့ရှင်းတာလဲစကားပြောဖြစ်တာပေါ့เนาะတကယ်တော့ပါလေသူ့ရဲ့အတွေးခေါ်စီတို့ပါလို့လည်းဟိုတော်တော်လေးဟိုအတူလို့အတူတူတွဲလို့ရတာလည်းဘူးစုစားတွေလည်းအများကြီးလည်းရခဲ့ပါတယ်အာဆိုတော့တွဲလို့တဲ့ချိန်မှာတော့ယုံကြည်ရပါပေါ့เนาะဒီ project ဒီတော့ဟိုတစ်ခုခုတော့ဖြစ်နေမယ်ဆိုတော့ယုံကြည်တယ်ဖြစ်လည်းဖြစ်နိုင်ပါတယ်လည်းမြင်ပါတယ်ဆိုတော့ဟိုအခုလည်းကြည့်လိုက်တဲ့ချိန်မှာလည်းဟိုတကယ်လည်းအားရပါတယ် โอเคကျွန်တော်တို့ဒီ touch out ဟို CV ပေါ့เนาะဟိုဒီမှာပါဝင်တဲ့တရုတ်ဆောင်တွေရော production ရောအရန်ဟိုလည်းဒီကြိုးစားခဲ့ပါတယ်သူလည်းပြောချင်ပါတယ်အဲ့ဒီပုံမှာလည်းဟိုတရေကကြည့်တဲ့ fan တွေပေါ့เนาะမြန်မာကတရေကကြည့်တဲ့ fan တွေရောဒီကျွန်တော်တို့ touch out CV ကို၁၀နှစ်ကနေစပြီးရော every ဟိုစနေနေ့တနင်္ဂနွေတိုင်းမှာဟို episode 1ရော2ရော episode 2ခုစားပတ်တိုင်းပြပါမယ်လို့လည်း ်တင်ကောင်းပြောချင်ပါတယ်အဲ့ဒီပုံမှာလည်းအားပေးဖို့လည်းဟိုကျွန်တော်ပြောချင်ပါတယ်ပါခင်ဗျာကျွန်တော်တော့ကျွန်တော်မိသားစုရှိနေတဲ့ညာအပိဒါချောက်ကိုကောင်းပြောပါမယ်ကိုလက်ရှိတော့ဟိုကျွန်တော်တော့ရုပ်ရှင်တကားတော့စီစဉ်နေတယ်ရိုက်ဖို့လည်းစီစဉ်နေတယ်ဇလန်တော့တခုလည်းရိုက်ဖို့လည်းစီစဉ်နေတော့မှဇန်ညွန်းလေးရေးနေစရေးနေပြီပေါ့နော်အခုတော့ဒီ Super Star Academy ကိုတော့အတက်တော့ဖြစ်နေပါပြီမကြခင်တော့တင်တင်ဆက်တော့မှာပေါ့နော် ဟုတ်ကျွန်တော်အဖေကတော့အခုလက်ရှိဘန်ကောက်မှာကျွန်တော်ပြန်သွားဖို့တော့ရည်ရထားတဲ့ဒီ၁၀ရက်နေမှာပေါ့နော်ဟိုပေါင်ယိုးကတော့ဟိုမဆက်သေးဘူးပေါ့မဆက်သေးဘူးဟိုဖြစ်ချင်တာထက်ဆိုင်နည်းနည်းလေးတော့နီးနေသေးတာပေါ့နော်အဲ့ဒါတည်းစိုးရိမ်မိတယ်အဲ့ဒါကြောင့်ဘန်ကောက်လည်းသွားခဲ့ဖြစ်တယ်အဲအဲ့ဒီမှာလည်းခွဲဖို့လည်းရည်ရထားတယ်ဒီလာမဆက်၁၇ရက်နေမှာလည်းခွဲဖို့လည်း appointment လည်းထားပြီးသွားပါပြီ ။ operation မှာတော့ဟိုထက်တော့လောက်အောင်ပေါ့နော်အဓိကတော့ဟိုပြန်သူ့နေရာနဲ့သူပြန်ရောက်သွားနိုင်အောင်ပို့ဟိုပြန်ပြီး operation လုပ်တာပေါ့အဓိကနည်းနည်းလေးတော့ဟိုဖြစ်ကိုဖြစ်ချင်တာထက်ဆိုင်တိတ်မဖြစ်နေရနည်းနည်းနေရပေါ့အသက်ကြီးရတဲ့ပါပါဒါပေမဲ့ဆရာဝန်နဲ့ပုံပြီးတည်ချောင်းအောင်ပေါ့နော်ဟိုပြန်ပြီးတော့ဒီတန်ချောင်းကိုပြန်ထုတ်ပြီးတော့ပြန်ဆက်ချင်တယ်ဆိုတော့ ဒီဘန်ကောက်သွားတဲ့ချိန်မှာတော့ဆရာဝန်တွေအမျိုးစုံနဲ့တွေ့ခဲ့ဖြစ်တယ်။အဲ့ဒီပုံမှာလည်းဟို opinion လေးတွေရတယ်ကွေးဘောနော်ဟိုဆီယောင်းကဒီတခုပြောတယ်တခုပြောတခုပြောတယ်အကုန်လုံးကတော့ဟိုနည်းနည်းလေးနှေးရဆိုတော့ပြောတော့ပြောကြပါဘောခုဖြစ်စင်တာဖြစ်တင်တာထက်ဆိုင်နည်းနည်းလေးပိုနှေးနေတယ်လို့မြင်ရတယ်အဲ့အားကြောင့် operation တော့လုပ်တင်တယ်ဆိုတော့အကုန်လုံးကတော့ဟိုအားပြေးကြရပါနော်ဆီယောင်းဝန်တိုင်းကတော့အဲ့ဒီအဲ့အားကြောင့်ကျွန်တော်တို့ဒီလာမယ့်၁၇ရက်နေ့မှာတော့လုပ်ဖြစ်မယ် အဲ့ဒီပုံမှာလည်းကျွန်တော်တို့လည်းနည်းနည်းရဆိုးဆိုးရင်ရပေါ့နော်ဟိုဟာ operation ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဆိုးရင်ရမှာပဲဒါပေမဲ့ဆရာဝန်ကတော့စိတ်ချလို့ရတယ်တော်ရထမှာလည်းပါတယ်အဲ့ဒီအဲ့အကြောင်ကျွန်တော်တို့ကဆုံးဖြတ်လိုက်တာဟုတ်လက်ရှိတော့ဟို WeChat နဲ့ပဲတွားဖြစ်နေပါတယ်အဲဂျိုင်းတောင်းနဲ့တော့ဟိုလူတွေကူညီပေးရင်တော့ဂျိုင်းတောင်းနဲ့တော့ဂျိုင်းတောင်းတော့မဟုတ်ဘူးလေးတော့အားနဲ့တော့ ရှောက်လို့ရပါသေးတယ်ဒါပေမဲ့အရင်တော့ရှောက်လို့တော့မရပါသေးတော့ဒါတော့မြန်မာတိုင်းအဲ့လိုဆိုရှိပါတယ်ဘောလဲဟော trip တော်တော်လေး trip တဲ့ထဲမှာတော့ပါတော့ပါပါတယ်အဲနေမကောင်းတာဆိုရင်တော့ तू နည်းနည်းလေးတော့ depression ဝင်တာတွေများတယ်အဲ့အတွက်ဟိုအဓိကစိတ်မကောင်းတာပေါ့နော်ဘာလို့လဲဆိုဆောက်ဆောက်တော့ဖြစ်ချင်တာတော့သူ့ဟာနဲ့သူတဲ့အချိန်နဲ့ဆက်သွားမယ်ဆိုတော့ဖြစ်ချင်တယ်ဒါပေမဲ့ဆရာဝန်ကခွဲရတော့မယ်ဆိုပြောတဲ့အချိန်မှာတော့ ဟိုကုန်ကြစေးတွေပါရတဲ့ပုံပြီးတက်လာဆိုတော့အမှနည်းနည်းလေးလဲဟို depression လဲဟိုဖြစ်လာတယ်ပေါ့နော်တခါလေးလဲဆရာဝန်လဲဟိုဒီရဒီဒီရကန်တော့ပါမှာလဲပြန်ဆက်နိုင်မယ်လို့လဲပြောတဲ့ချိန်မှာလဲအပါလဲအဖေလဲစိတ်ထိခိုက်ရသေးတယ်ရှိရပေါ့နော်ဒါပေမဲ့တားတယောက်နေနေလဲအားပြရပဲလိုပဲပေါ့နေတော့အပဲဒီကတော့စိတ်ပေါ့စိတ်ဟိုခိုင်မာဖို့အရေးကြီးတယ်ဒီကာလတည်းမှာလဲကျွန်တော်အဖေ ဟိုဟာဘောင်ရိုးပြန်ဆက်နိုင်ဖို့လည်းကျဲမာရေးပြန်ကောင်းဖို့အတွက်လည်းကျွန်တော်ဘက်ကနေနေတိုင်းဒီပါဟိုရှစ်ခိုးပါတယ်ဆူတောင်းပါတယ်အမြဲတမ်းလည်းဟိုဖြစ်နိုင်ပါတယ်ဆိုတော့ယုံကြည်ပါတယ်ဟုတ်ပရိသတ်တွေခင်ဗျာနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးများရတင်ပါတယ်ဟိုကျွန်တော်တို့ဒီ show the application မှာထားချောက်မကြခင်လာတော့မှာလည်းဖြစ်ပါတယ်အဲ့ဒီအဲ့ဒီချိန်မှာလည်းကြီးစုဖို့လည်းအားပေးကြပါလို့လည်းပြောချင်ပါတယ် ကျွန်တော်ဘက်ကလည်းပြောတာမှသာရှိခဲ့ရင်လည်းခွင့်လွှတ်ပေးပါလို့လည်းပြောချင်ပါတယ်ကျွန်တော်ဒီထက်မှကလည်းပို့စူးစမ်းမယ်လို့လည်းပြောချင်ပါတယ်